ရှင်ကောင်းပေါ့တရေမှာရာတီဥရုအပြောင်းလဲဖြစ်ခဲ့ပြီးရဲ့တရက်မှာနှင်းတွေမကြစဘူးအယံကိုထုတဲစွာနဲ့ကြာရောက်လာခဲ့ပါတယ်အဖိုးတူကတော့လမ်းမပေါ်မှာရှောက်သွားနေရင်ကအေးတံကိုမခံနိုင်တော့တဲ့အဆုံးလူမနေရလို့သတ်မှတ်ထားတဲ့တိုက်ပျက်စီးတစ်ခုလည်းမှဝင်ရောက်ခါနှင်းခုကိုအတွက်ဆုံးဖြတ်ခဲ့လိုက်ပါတယ် အဖိုးကတိုက်ဖြတ်ကြီးရဲ့တကားကိုတွန်းတိုက်ဝင်သွားခဲ့ကအရှိဘက်မှာအသင်သင့်ရှိနေတဲ့ဓမီတလက်ကိုယူကအခန်းတကားတွေကိုလိုက်လံဖွင့်ကြည့်ခဲ့ပါတော့တယ်။အခန်းတွေအားလုံးကတောက်ခတ်ထားတာမို့ဖွင့်လို့မရခဲ့ပဲတခန်းပြီးတခန်းအဖိုးကခုန်နာလို့ရမယ့်နေရာကို လိုက်လံရှာဖွေခဲ့လိုက်ပါတယ်။အခန်းတစ်ခုရှိအရာမှာတော့တကားကကြက်ပြီးဖွင့်လို့မရခဲ့ပေမဲ့ အဖူအိုလှည့်အထွက်တကားကပွင့်သွားခဲ့တာမို့သူလဲဝမ်းသာအားရအခန်းထဲကိုဝင်ကစစ်ဆေးကြည့်ခဲ့လိုက်ပါတယ်လူမနေတာကြာပြီဖြစ်လို့အခန်းထဲမှာတော့ဖုန်တွေနဲ့ရုပ်ပွေလို့နေခဲ့ပါတယ်အခန်းအတွင်းခလေးကစားစရာအယုံနဲ့အတူဖုန်တွေအလိမ့်လိမ့်တက်နေတဲ့စက်တီတွေနဲ့အခန်းနံရံတစ်ခုမှာတော့ သားမိနှစ်ဦးဖြန့်တူတဲ့ဓာတ်ပုံတစ်ပုံကိုချိတ်ဆွဲထားတာတွေ့ခဲ့ရပါတယ်။အင်းကလူမနီတာအတော်ကြာပြီဖြစ်တာမို့နေရာတိုင်းကပေပွားနေတဲ့အပြင်ခြောက်ခြားပွေရလဲကောင်းနေခဲ့ပါတယ်။အဖိုးကတော့မိဖို့ဆောင်ဘက်စီကိုထွက်သွားခေလိုက်ပါတယ်။မိဖို့ဆောင်ထဲမှာစားစရာရှာဖွေခဲ့ပြီးမြေ လူမနေတာကြာပြီမို့သူ့အကျွတ်စားတော့ဖို့ကို အစဉ်ကြည်ကြီးရှာလို့မတွေ့ခဲ့ပဲခြောက်ခြားပွေရအဖြစ်သားရှိနေခဲ့ပါတော့တယ်။နောက်ဆုံးမှာတော့အဖိုးကလည်းအစားအစာရှာပွေတာကိုလက်လျှော့ပြီးအိမ်ခန်းတွင်ကစုဖားပေါ်မှာအိမ်နေခင်လိုက်ပါတယ်။သူ့အိမ်ပြောင်းနေတော့မှာပဲနောက်ဖက်ကအတန်ကိုကြားခဲ့ရတာကြောင့်လန့်လို့သွားခဲ့ရပြီးအိမ်အနောက်ဖက်ကိုဝင်းကားကြည့်လိုက်ချိန်မှာတော့အိမ်ရောက်ပြီးခင်ရံမှာ အပေါက်တစ်ခုဖြစ်နေတာကိုတွေ့လိုက်ရပါတော့တယ်။အဖိုးကတော့အနားကိုတိုးကပ်သွားလိုက်ပြီးနှံ့ရံအပေါက်ထဲကိုလက်နဲ့နှိုက်ကြည့်လိုက်ချိန်မှာတော့သူ့အတွက်အံ့အားသင့်စရာတစ်ခုဖြစ်သွားခဲ့ရပါတယ်။အဖိုးရဲ့လက်ကိုနှံ့ရံတဲကဆွဲထုတ်လိုက်ချိန်မှာလက်ထဲမှာတရိษံတစ်ခါကောင်ရဲ့နှလုံးတစ်ခုပါလာခဲ့ပါတယ်။အဖိုးအိုတယောက်ဆာလောင်မွတ်သိမ့်နေသူဖြစ်တာမို့ဘာကူမှတွေးမနေတော့ဘဲဝမ်းသာအားရနဲ့ နှလုံးကိုချက်ပြုတ်စားတောက်နေခဲ့လိုက်ပါတော့တယ်။တီးရဲ့အခါမှာတော့အဖိုးကလည်းအဲကန်းထဲကိုသွားကပြန်အိတ်နေခဲ့လိုက်ပါတယ်။အချင်းတော်ကြောင့်အိတ်ပြောသွားပြီးချိန်မှာတော့နောက်ဘက်ကအတန်းကြောင့်အဖိုးကနောက်တစ်ချိန်ပြန်လဲလက်နိုးသွားခဲ့ရပြန်ပါတယ်။ဒီဒီချိန်မှာတော့အဖိုးကနောက်ဘက်ကိုထမင်းနဲ့သွားကြည့်လိုက်ချိန်သူ့အတွက်စားစရာရရှိခဲ့တဲ့အပေါက်မှာသွေးရောင်ပြည့်နေတာကိုတွေ့လိုက်ရပါတယ်။ အဖိုးကိုလည်းစိုက်ကြည့်နေရင်ကခဏအကြာအဲ့ဒီတွေးရောင်ဘက်ကနေမျက်နှာတစ်ခုထွက်လာချိန်မှာတော့အဖိုးကိုလည်းလန့်ချန်ကပလက်လန်ကြာသွားခဲ့ရပါတော့တယ်ဒီချိန်မှာပဲအပေါက်ထဲကနေလက်တစ်ဖက်ကအရင်ထွက်လာခဲ့ကဆက်လက်ပြီးအမျိုးသမီးတို့ရဲ့တကူလုံးကထွက်ကြလာခဲ့ကနေငေါ့ဘာလုပ်ခဲ့ရလဲနေရင်တလုံးကိုငါပြန်ယူမယ်အတန်နဲ့တင်းနဲ့အွန်လိုက်ချိန်မှာတော့အဖိုးကိုလည်းကြောက်လန့်ကပြေးထွက်လာခဲ့လိုက်ပါတော့တယ် ရှင်ကောင်းပေါက်တရေမာကတော့အဖိုးအရဲ့နောက်ကနေတားသွားကလိုက်လာခေးလိုက်ပါရင်အဖိုးအတယောက်စောက်လန့်တကြားနဲ့လေကားရီအတိုင်းကျေးစင်းသွားခဲ့ပြီးအပြင်ထွက်ဖို့တကားမှနာအရောက်မှာတော့ကျန်းပေါက်ကနေကျုံချခဲ့ရပါတော့တယ်ခဏအကြာကျန်းပေါက်မှာတွေ့တက်ဖို့စူးစမ်းနေတဲ့အဖိုးအကိုအောက်ဖက်ကနေရှင်ကောင်းပေါက်တရေမာရဲ့ဆွေးယူသွားခြင်းကို ခံခဲ့ရပါတော့တယ် ဇလန်းလေးကိုဒီလောက်နဲ့ပဲရန်နာဝင်ပြပါရှင်။နောက်ထပ်စိတ်ဝင်စားဖို့ရာဇလန်းကောင်းနေနဲ့အတူပြန်လာခဲ့ပါအောင်မယ်နော်။အားပြည့်ကြည့်ရှုခဲ့ကြလို့ဂျေဆုထုပေးခြင်းရှိပါရဲ့ရှင်။